မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းတိုက်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်လေးကီကောမြို့တဲ့အနီး22နှစ်ကြာတဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ဆွဲတော်ကုန်းနေဆက်ခြေကုပ်အမြောက်စကမ်းကိုကရင်တပ်မတော် KNL လေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ရဲ့မဆာခ606လက်အောက်ခံအမြောက်တပ်ဖွဲ့ပူပေါင်းတာဝန်ယူထားတဲ့ ။ဆွေတော်ကုန်းနေဆက်ခြေကုပ်အမြောက်စခန်းကို KNL ၊ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါက်တပ်ဖွဲ့တွေကမနေ့ကအော်တိုဘာလ18ရက်နေ့မနက်၄နာရီခွဲမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ကဒီကနေ့မနက်မှာထုတ်ပြန်လာပါတယ်။ဆွေတော်ကုန်းနေဆက်ခြေကုပ်အမြောက်စခန်းဟာ2003ခုနှစ်ကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ်တပ်စခန်းအဖြစ်နဲ့စတင်တပ်ဆွဲခဲ့ပြီးတော့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတာခလက်အောက်ခံတပ်ကတာဝန်ယူခဲ့က2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းတဲ့အချိန်ကစပြီးတော့တပ်မ22တပ်မ44နဲ့ တိုင်ယိုတန်တက်တွေကပါလာရောက်ပြီးတော့တတ်ဆွဲခဲ့တဲ့တတ်စခန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်စခန်းကိုတိမ့်ပိုက်တဲ့အချိန်တွဲမှာစစ်တုံးမန်းတွေအပြင်၁၂၀မောင်းမှလက်နက်ကြီး၂လက်0.5တက်လက်နဲ့လက်နက်ငယ်အပါအဝင်ခဲယမ်းတွေကိုလည်းတိမ့်စီရရှိခဲ့တယ်လို့ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ငုံးတောင်နဲ့ရင်းပုတ်ကျေးရွာတို့မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးကျော်တေဆုံးကစစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်ပြည်သူ၃ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ7ရက်နေ့မနက်10:00နာရီဝန်းကျင်အချိန်မှာလောင်းလုံးမြို့နယ်အောက်ဘက်ငင်းမော်ဂေါ်အင်းအောက်ရည်ဖြူရင်းပုတ်ကျေးရွာများဘက်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့က ရင်းပုတ်ကြေးရွာအနီးမှာတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၁၀ဦးကျော်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အော်တိုဘားလ၁၆ရက်နေ့ကလည်းငုံတောင်မှာတိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီးလက်ရှိအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကလူလက်ပိုက်အမျိုးသားပြည်သူတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အပြင်စစ်တပ်ကလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်အသက်60အရွယ်လေဖြတ်နေတဲ့အမျိုးသမီးတအူးလဲနှလုံးရပ်ပြီးတော့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ဘေးတိမ်းရှောင်ရင်းကနေ ထွက်ပြေးရာကနေအမျိုးသမီးတအုပ်ရေမြောင်းတဲ့ကိုပြုတ်ကျပြီးတော့တင်ဆုံးခဲ့တယ်လို့သိရပါဗျ။ကရက်ငယ်ထိန်ရွာကအသက်30ဝန်းကျင်အရွယ်လူလက်ပိုင်းတအုပ်ပြစ်ခတ်တပ်ဖြတ်ခံရတယ်။လေးဖြတ်ပြီးတော့အိယာထဲမှာလဲနေတဲ့အမျိုးသမီးတအုပ်လက်နက်ကြီးတန်းကြောင့်နှလုံးရက်ပြီးတော့သေးတယ်။အမျိုးသမီးတအုပ်လည်းပြင်းရင်လွှိုင်းမြောင်းနေကြပြီးသေးတယ်။ဒါကရေပြူကြီးရွာငုံတောင်မှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲကြောင့်အရက်သားတွေရဲ့တေဆုံးမှုပါ။ ဖမ်းဆီးခံထားရတဲ့အရက်သားပြည်သူ100ကျော်မှာ90ကျော်လောက်ကိုတော့ပြန်လွှတ်ပေးပြီးပြီကျန်တဲ့90ကျော်လောက်ကတော့လူသားတိုင်းကအဖြစ်နဲ့ဆက်လက်ပြီးတော့အသုံးပြုနေသေးပါလို့မြေပြင်မှာရှိတဲ့တော်လိုင်းရဲဘော်တို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားမှုကြောင့်လောင်းလုံးမြို့နယ်အောက်ဘက်ခြေရွာများဖြစ်တဲ့ညင်းမော်ဂေါ်အင်းအောက်ရေပြူရင်းဖုတ်စတဲ့ခြေရွာ9ရွာထက်မနည်းကဒေသခံပြည်သူတွေဟာထောင်ထဲချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်လက်ရှိအချိန်အထိကိုစီရေးတင်းမာနေဆက်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်တီအန်အလီကတိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ပေါ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်များကတိုက်လေရင်များနဲ့အဆက်မပြတ်ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတကွားလုံးမှာရှိတဲ့ပြည်သူများကမနေ့ကအော်တိုဘာလ18ရက်နေ့ညပိုင်းသတင်းကျွတ်လာပြင်းနေ့ည ဖျားသွားចောင်းတက်စီမီပူဇော်နေကြတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်လေရင်များကနောက်ထိုးမျိုးပေါ်ကိုလေရင်နဲ့ဘုံများအဆက်မပြတ်ကျဲချခဲ့တယ်လို့သိရပါတယ်။မနေ့ကညပိုင်းမှာအဆက်မပြတ်ဘုံများကျဲချမှုကြောင့်နောက်ထိုးမျိုးပေါ်မှာရှိတဲ့ပြည်သူများဟာတရင်ကျုံညကိုဘုံခုကျင်းများထဲမှာပုံခုရင်းနဲ့အချိန်တွေကုံဆုံးခဲ့ရကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။နေ့လေက112လေရင်နေနဲ့ကင်းထောက်လေရင်နေတစ်ချိန်လုံးဝဲနေရကနေ ညကြတော့လေးရင်နေနဲ့ဘုံတွေကျဲတော့တာပဲတရင်ကျလာပြီညကတော့ဘုံခုကျင်းထဲမှာပဲကုံဆုံးခဲ့ပါတယ်မနေ့ကည9:50လောက်ကနေည7:00နာရီလောက်အထိလေးရင်နေဝဲပြီးဘုံတွေကျဲချသွားတာလို့နောင်ချိုမျိုးကပြည်သူတို့ကပြောကြားထားပါတယ်အကြမ်းစစ်ကောင်စီကအော်တိုဘာလ18ရက်နေ့ည9:48မိနစ်မှာနောင်ချိုမျိုးအဝင်မှာရှိတဲ့စစ်စေးရိတ်ဂိတ်ကိုလေးရင်နဲ့ဘုံညာကျဲချခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ည10:08မိနစ်အချိန်မှာနောင်ချိုမျိုးပေါ်ထွေအုပ်ရုံးကို၎င်းလေးရင်နဲ့ဘုံညာကျဲချခဲ့တယ်လို့သိရပါတယ် တတိယအချိန်ဖြစ်နေနောင်ချုံမြို့စရင်ယုံကိုမနေ့ကည10:00နာရီ6မိနစ်အချိန်မှာ၎င်းမနေ့ကည17:32နာရီအချိန်မှာနောင်ချုံမြို့မှာရဲစခန်းကို၎င်းလေရင်နဲ့ဘုံရန်ချဲချခဲ့တယ်လို့သိရပါတယ်အထိကအပျက်စီးတွေကတော့များနိုင်တယ်တရင်ကျွလာပြည်ညဆိုတော့တောတောလာလာရှိနေတဲ့အချိန်ဘုံတွေချဲချခဲ့တာလို့နောင်ချုံမြို့ကပြည်သူကဆက်လက်ပြောပြခဲ့ပါတယ်နောင်ချုံမြို့ကိုဘုံချဲတဲ့စစ်ကောင်စီရဲ့လေရင်များဟာတရဟူးလေတန်းနဲ့ရှမ်းတဲ့လေတက်ကလေရင်များဖြစ်နိုင်တယ်လို့ လေးချောင်းကင်းထောက် NAS ကရေးသားဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာဘုံမှုတန်ထေးမြို့နယ်အုပ်ချုပ်ရေးမှုအောင်စင်ဦးတို့ဦးဆောင်ပြီးတော့မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကအခုအောက်တိုဘာလအတွင်းမှာစတင်မဲ့စစ်မှုထမ်းအပတ်စဉ်6အတွာ လူငယ်အယောက်80ကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်သားဖြစ်နေစုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းတိုင်းလုံးမှာရင်းနှံကြောင်းမြို့နယ်ကစစ်သားစုဆောင်းရန်ပေါ်တာဆွဲမှုကအများဆုံးမြို့နယ်ဖြစ်တယ်လို့သိရပါတယ်။အထူးသဖြင့်ရင်းနှံကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တက်ဘုံမူတန်ထေးအုပ်ချုပ်ရေးမှုအောင်စင်ဦးတို့ဦးဆောင်ပြီးတော့မြို့နယ်ရဲမှုလောက်ဝကမှုမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုတို့ကလူငယ်များကို အစင်းစစ်ပြီးတော့ဖမ်းဆီးခြင်းလမ်းများပိတ်ဆို့ပြီးဖမ်းဆီးခြင်းများအပါအဝင်ပုံစံမျိုးစုံနဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်လက်ရှိကာလအပိုင်းအခြားအတွင်းမှာလူငယ်အယောက်80ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်ဗိုလ်မှူးတန်းတွေကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်မကွေးမှာရှိတဲ့ခမရ301နဲ့300တပ်များကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်ငွေကြေးတန်းနိုင်တဲ့သူများကိုတော့ငွေကြေးနဲ့ပြန်လည်ရွေးခိုင်းပြီးတော့လွှတ်ပေးခဲ့တယ်လို့သိရပါတယ် ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်ထဲအသွင်းခံရတဲ့သူများဟာငွေကြေးမတတ်နိုင်တဲ့လက်လုံလက်ဆမိသားစုများကလူငယ်များဖြစ်တယ်လို့သိရပါဗျ။ဘုံမူတန်ထေလာဝကမျိုးနယ်ဦးစီးမူတင်အောင်ကျော်ရဲမျိုးနယ်မူရဲမူတို့ကအတွဲငင်ကြီးပဲအဲ့လိုပေါ်တာဆွဲနေတာငွေတတ်နိုင်တဲ့သူတွေစီကငွေတောင်းတယ်ငွေမပေးနိုင်တဲ့သူတွေကိုတတ်သေးကိုပို့တယ်ပေါ်တာဆွဲပြီးအဖမ်းခံရသူအများစုကတနေ့လုံးတနေ့စားမရှိစင်းရဲသားတွေများပါတယ် မဲပေါက်လို့မဟုတ်ပဲအများစုကအလုတ်သွိုင်းနဲ့လမ်းမှာသွိုင်းလာရင်မတရားပေါ်တာအဆွဲခံရတာပါရက်ွက်အုပ်ချုပ်ရေးမှုတွေကလည်းမြို့နယ်အုပ်ချုပ်ရေးကောင်စီအလို့ကြလိုက်လုပေးနေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် ရင်းနှံကြောင်းမျိုးနယ်အတွင်ပေါ်တာဆွဲဖမ်းဆီးမှုကနေရရှိတဲ့လူငယ်များကိုစစ်မှုထမ်းစစ်သားအရေးအတွက်အပြည့်မရရှိတဲ့အခြားမျိုးနယ်များကိုလည်းမျိုးနယ်စီမံအုပ်ချုပ်ရေးကောင်စီကရောင်းချပေးနေတယ်လို့သိရပါတယ်။ဗိုလ်မှူးတန်းထေးလဝကမှုနဲ့မျိုးနယ်ထွေးဥတို့ပေါင်းပြီးတော့ငွေကြေးတွေနဲ့တခြားမျိုးနယ်စီကိုပေါ်တာဆွဲထားတဲ့လူငယ်တွေကိုပြန်ရောင်းစားနေတယ်လို့မျိုးနယ်အုပ်ချုပ်ရေးကောင်စီသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပြည်သူ့ရင်မြေမှာစစ်ကောင်စီကပြုလုပ်လျက်ရှိတဲ့သတင်းကြော်ဈေးအောင်ပွဲတော်နဲ့ဂီတပွဲတော်ကိုလူစီကားစီရန်အတွားတရက်ကွက်ကိုလူ9ယောက်နှုံးနဲ့မဖြစ်မနေလာရောက်ရန်စစ်တပ်နဲ့ထွေအုပ်ကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကိုစေခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့ကနေအော်တိုဘာလ17ရက်နေ့အထိရန်ကုန်ပြည်သူ့ရင်မြေမှာပြုလုပ်လျက်ရှိတဲ့သတင်းကြော်ဈေးအောင်ပွဲတော်နဲ့ဂီတပွဲတော်ကိုစီကားစီရန်အဓိကရည်ရွယ်ပြီးတော့ရက်ကွက်တစ်ခုကိုလူ9ယောက်နှုံးနဲ့ပေးရန်စင့်ခေါ်ထားတယ်လို့သိရပါတယ်။ ်မြို့နယ်များအလိုက်နေ့စဉ်မနက်၈နာရီကနေည၁၇နာရီအထိတွားရောက်နေရတယ်လို့သိရပါတယ်။တရက်ကွက်ကို၅ဦးနှုံးနဲ့ ်မြို့နယ်ထွဲဦးရုံးကိုပို့ပေးရတယ်အဲ့ဒီကနေမှပြည်သူရင်းမြင်ကိုခေါ်သွားတယ်တချို့မြို့နယ်တွေကတော့ညာဘက်အလှည့်ကြတယ်တချို့မြို့နယ်ကတော့မနက်ပိုင်းသွားရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကသတင်းကျဇေယောင်ပွဲတော်နဲ့ဂီတာပွဲတော်ကိုနေ့စဉ်မနက်၈နာရီကနေည၇နာရီအထိကျင်းပပြုလုပ်နေခြင်းဖြစ်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုများကိုလည်းမဖြစ်မနေလာရောက်ရမယ်ဆိုပြီးစင့်ခေါ်နေကြောင်းသိရပါတယ်ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ရန်ကုန်မှာလုတ်တဲ့ပွဲတိုင်းလာနေရတယ်မိသားစုဝင်တွေရောပဲမဖြစ်မနေလာခိုင်းတာလာတဲ့သူတွေကိုတပ်ဆိုင်ရာဌာနတွေကကားစီစဉ်ပေးတယ်အစားအသောက်စီစဉ်ပေးတယ်လို့ရန်ကုန်တိုင်းတမဝါမရုံးခွဲကအရာတန်းတအုပ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီက၎င်းတို့အုပ်ချုပ်နေတဲ့တရင်ကျုပ်ပွဲတော်ကာလဟာအလွန်စီကားပြီးတော့ဖျားပထိုးများမှလူများပြည့်နေတဲ့နေကပုံမှန်အတိုင်းလဲပတ်နေပြီဖြစ်ကြောင်းကိုယနေ့ထုတ်တရင်စာများမှဝါရဖြန့်ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ